တော့ပရိသတ်သောပတ်ကိုမကြည့်ခင်ကံအကြောင်းလေးကိုရှင်းစွာပြောအလုံးသိနေကြတဲ့ထင်ပဲလူတွေကကံကောင်းအောင်လုပ်ကြမယ်ကံဆိုးတယ်ကံကောင်းတယ်တချို့ကလည်းကံကောင်းတယ်ဆိုတာအလုပ်ကောင်းရင်ကံကောင်းတာပါပဲနဲ့ပြောတဲ့သူကလည်းရှိတယ်ဆောဗျာဆိုလိုတဲ့ကံကပါလေကံအကြောင်းကိုဘယ်လောက်နားလည်ရမလဲဆိုတာစဉ်းစားဖို့လို ကိုယ်တဏ္ဍမှာကံနေဖြစ်နေလို့ဖြစ်မှမသိလို့ရှိရင်တန်တရာထဲမှာထိုကံဒီရဲ့အကျိုးတရားထုတ်လုပ်မှုတွေဟာဆက်လက်ပြီးတော့ရှိနေမှာဖြစ်တယ်။ကံဆိုတာမလုပ်ရမယ့်အရာလဲကိလေသာဆိုတာကရောကိုယ်တဏ္ဍမှာဘလို့အခြေအနေနဲ့ဖြစ်နေတာလဲကိလေသာဆိုတာတော့ကလူတွေက ကိလေသာစိတ်မွေးတယ်လို့ဆိုတဲ့အခါမှာကာမဂုဏ်ကိစ္စတွေလောက်တဲ့အာယုံပြုပြီးတော့ကိလေသာလို့ပြောနေကြတယ်။တော့ကံနဲ့ကိလေသာအကြောင်းကိုချက်ချက်နနနားလဲဖို့လို့အဲ့ဒါလို့နားလဲလို့ရှိရင်တော့ဘဝတန်တရားတွေမှာကျင်လဲနေဖို့အတွက်ဒီကံနဲ့ကိလေသာပေါင်းဆက်ပြီးတော့လုပ်နေ ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ကိလေသာနဲ့တွဲဖက်နေတဲ့ကံတွေဟာဘဝတန်တရာထဲမှာလဲစီမှားချီပဲဖြစ်တယ်ပေါ့နော်ဘဝတန်တရာလို့ဆိုတာကောင်းတာလုပ်လို့ဆိုတာလုပ်လို့ဥပမာပဲတစ်ခုပြောမယ်ဆိုလို့ရှင်ကုသကံမှုတွေလုပ်ရင်ကံကောင်းလိမ့်မယ်လို့လူတွေကထင်ကြတယ်ဟုတ်တယ်သူတို့ရည်မှန်းတဲ့ကံကဘယ်လိုဟာတော့ဘဝမှာအဆင်ပြေမယ်အတုတ်ကိုင်းတွေကောင်းမယ် ဝိจิตနာတွေပြည့်စုံမယ်မတောင်းမတမကြောင်းမကြဆာမယ်ယာရုကုန်သိစီစဉ်ဥစ္စာတွေတိုးတက်မယ်အဲ့ဒါကိုကန့်ကောင်းတယ်လို့ပြောတာနော်သို့တော့မကောင်းတာဘာလဲလို့ဆိုလို့ရှိရင်မကြခင်ဩသွားတာတို့မကြခင်နာရတာတို့ယောဂဖြစ်ရတာဒီကနေ့ခင်မကြည့်ဆေးုံဆေးကန်းကြီးတွေကြီးနေတယ်ကျော့သွားတယ်လို့မရှိဘူးနော်မစီရတဲ့နေရာဆိုတာတွေဟာအကုန်ဆေးကားနေတယ် ူတိုင်းလူတိုင်းဟာယောဂကင်းတယ်ဆိုတာဓမ္မရှာနေအဲ့တော့ကံကောင်းတယ်ကံကောင်းတယ်နဲ့ကြိုးစားနေရင်ကနေကံဆုံးမှုမှောင်တွေ့နေကြတာပဲဖြစ်တယ်။ဘဝတန်တရားထဲမှာကံကောင်းအောင်လုပ်ဖို့အလုံးကိုခဲရင်နောက်ဆုံးမိတ်အဆုံးသတ်မှာတော့အကောင်းတွေ့ဖို့ရမတမခဲရင်လေလူတိုင်းလူတိုင်းဟာတေဆုံးခြင်းမှာဆုံးသတ်ကြရတယ်ခင်မင်ကြတဲ့ဆွေတွေမျိုးတွေမိသားစုတွေကမျက်ရည်မျက်ခွက်နဲ့ တော့ကနဲ့ပဲနေချာရတာဖြစ်တယ်အဲ့တော့ကံကောင်းပါတယ်ဆိုရင်ဆိုတဲ့ပုဂ္ဂိုလ်ရောအဲ့ဒီလိုဟာမျိုးတွေ့ရလားဆိုတွေ့ရရာထူးကြီးတဲ့ပုဂ္ဂိုလ်ရောအဲ့ဒါမျိုးတွေ့လားတွေ့တာစီစဉ်ဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့အဲ့တော့တန်တရားထဲမှာကံကောင်းတယ်ဆိုတာဘာပြောတာလဲကောင်းတဲ့အပိုင်းလေးကိုကြည့်ပြီးတော့ကံကောင်းအောင်လုပ်ကြအလုပ်ကောင်းရင်ကံကောင်းတယ်လို့သူတွေကပြောနေကြတယ်အေး ကိလေသာတွေနဲ့တွဲဖက်နေတဲ့ကံတွေဟာအကောင်းသက်သက်မရှိဘူးအဆိုးဘက်ကိုတွန်းပို့နေတာဒါသာရတယ်ပေါ့ကံနဲ့ကိလေသာနှစ်ခုပေါင်းဆက်ပြီးတော့ဘဝတန်တရားခရီးကြီးကိုရှောက်လန်းစေတာပဲဖြစ်တယ်။ကောင်းပြီကံဆိုတာဟာအလုံးကြောက်ရတဲ့အတိုင်းကံဆိုတာကို ကျဘူးနဝရှိတဲ့ပုဂ္ဂိုလ်တွေကံဆိုတာပါလေလို့ပြောလို့ရှိရင်စေရနာဟံဘိခွေကမဝရမိယသဗျာကစိတ်ထဲမှာတွန်းအားပေးတဲ့သဘောလေးတွန်းအားပေးတဲ့သဘောကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တွန်းအားပေး pollution လို့အင်္ဂလိပ်လိုပြန်နေထို့ရကောင်းတဲ့ဟာ stimulation တို့ motivation တို့ တွန်းအားတစ်ခုလို့ဆိုလို့ကောင်းတာဖြစ်ဖြစ်လှုပ်ဖြစ်သွားအောင်မကောင်းတာလည်းလှုပ်ဖြစ်သွားအောင်တွန်းအားပေးတဲ့စွမ်းအားတစ်ခုပဲအလုံးကိုစုစည်းတယ်စေတနာဆိုတာ organization ပဲတဘာဝတရားတွေအလုံးကိုစုစည်းပေးလိုက်တယ်အဲ့ဒီစုပေးလိုက်တဲ့စွမ်းအားတွေနဲ့သူပေါင်းဆက်သွားအဲ့တော့ကံကိုဒီ တမားအဖြစ်ပြောရင်စေရနာဟံဘိခွေကမ္မဝရမိလူတွေဟာဒီတောအားအလိုက်စိတ်ထဲကကြံစည်ကြတယ်နှုတ်ကပြောဆိုကြတယ်ကိုယ်တိလက်ရောက်လုပ်ကြ။ဘာတွေဖြစ်လာတော့ဆိုကမ္မဆိုရဲအမှုတွေဖြစ်လာတယ်နော်စိတ်နဲ့ကြံစည်တဲ့အမှုနှုတ်နဲ့ပြောဆိုတဲ့အမှုကိုယ်တိလက်ရောက်လုပ်တဲ့အမှုတွေ အဲ့ဒီအမှုကိစ္စတွေပေါ်လာအောင်တောင်းအပ်ပြီးတဲ့စေတနာကိုကံလို့ခေါ်တယ်လို့ဆိုတာဒါဖြင့်မြတ်စွာဘုရားရဲ့ဒေသနာတော်မှာစေတနာတစ်မျိုးတည်းကိုသာကံလို့ခေါ်ရလားလို့ဆိုမဟုတ်ဘူးဟုတ်အလုံးဘုရားဘာသာဝင်သူရောစေနေတည်တဲ့အတိုင်းကာယကံဝစီကမနောကံလို့ရှိတယ်မယ်စေတနာကိုမနောကံလို့ခေါ်ရမဟုတ်ဘူးကာယကံမြောက်သွားအောင်တောင်းအပ်ပြီးတဲ့ တနည်းအားဖြင့်ရွယ်ချက်ရှိရှိလုပ်တဲ့ intention ပေါ့နော်တွန်းအားပေးတဲ့သဘောဒီမကောင်းတဲ့အဟုပြောမယ်ဆိုရင် သူများတဲ့ကိုတတ်တယ်သူများဥစ္စာခိုးတယ်သူတို့အသားမရစော်ကားတယ်ပြစ်မှားတယ်ကောင်းတဲ့ဘက်ကပြောရင်သူများတဲ့ကိုတတ်ခြင်းမှရှောင်ကျင်တယ်အကျဉ်းတရားထားတယ်သူများဥစ္စာမခိုးဘူးတတ်ရှင်းစွာနေထိုင်တယ်ကိုယ်တိတ်ခါကိုထိန်းတယ် သူတော်သားမယာစိတ်နဲ့တောင်မပြင်းမာဘူးလို့ပြင်းမာခြင်းမှရှောင်ကျင်နေကောင်းတာမကောင်းတာဒီနှစ်ခုရှိတာနော်နှစ်ခုရှိလာအဲ့ဒါတွေကြတော့စေရနာကိုသူများတဲ့တတ်တာဆိုတာလေစေရနာကြောင့်တတ်ဖြစ်သွားတာတွန်အားဘယ်သူနဲ့တွဲလာတော့ဆိုဒေါသဆိုတဲ့အမုန်းတရားနဲ့တွဲလာတာဖြစ်တယ်ရှင်ဘုံရအပြည့် တရားဥစ္စာခိုးတာကြတော့လောဘဆိုတဲ့ကိလေသာနဲ့တွဲလာတယ်သူတော်သားတောင်းရပြင်းမာတယ်ဆိုတာကြလေလောဘဆိုတာနဲ့တွဲလာတယ်တခါတည်းကဒေါသဆိုတာနဲ့လည်းတွဲတယ်လက်စားချေတဲ့သဘောမျိုးလှုပ်တာလည်းရှိတယ်နော်အဲ့ဒါကြောင့်မို့လို့လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေနဲ့ပေါင်းစပ်ပြီးစေရနာတွန်းအားကြောင့်ပြစ်မှုတစ်ခုကျွလွန်သွားတယ် ဲ့ဒါတွေကစေရနာလို့ခေါ်တယ်။တခါနှုတ်ကပြောတဲ့အခါကောင်းမကောင်းနှစ်ခုရှိတယ်ပဲ။မကောင်းတဲ့စေရနာကြတော့လောဘဒေါသမောဟတွေပေါင်းဆက်ထားတဲ့စိတ်စေရနာတွေနဲ့တစ်ဖက်သားကိုတီးတီးကြီးလိန်ပြောတယ်မမှန်မကန်ပြောတယ် တုံးတူမတက်အောင်ခုံချောတယ်ဆဲရည်တယ်အကျိုးမရှိတဲ့ဇကားတွေနဲ့အကျိုးမဲ့ဖြစ်စေတယ်ဆိုတဲ့ဒီတွန်းအားတွေဒီနှုတ်ကနေထွက်သွားအောင်လိန်လေတဲ့ဇကားတခွန်နှုတ်ကထွက်သွားအောင်တွန်းအားပေးတယ်စေရနာတုံးတူမတက်အောင်ခြွန်တွန်းလုပ်တဲ့စေရနာလူတယောက်ကိုဒီ ရင်ကျိတိမ်မွေးစွာမပြောဘဲနဲ့တစ်ဖက်သားဒေါသဖြစ်သွားတော့တဲ့စကားမျိုးဆေးတိုင်းထားတဲ့စကားမျိုးနဲ့ပြောတယ်အကျိုးမဲ့ကောင်းကျိုးချမ်းသာကိုမရစေနိုင်တဲ့လွယ်မာတဲ့အကြောင်းအရာတွေကိုပြောဆိုတယ်အလုတိနေကြတဲ့ဘုသာဝါဒပိတုနာဝါစာဖုသာဝါစာသမ္မပလပါလို့ဆိုတယ်ဒီစကားတွေ နှုတ်ကထွက်လာအောင်တွန်းအားပေးတဲ့စေတနာကိုကံလို့ခေါ်တယ်အခုအဲ့ဒါတွေကရှောင်မှုတွန်းအားပေးတဲ့စေတနာကြတော့ကုသကံလို့ခေါ်တယ်ဟုတ်ပြီကာယကံနဲ့ဝစီကံစေတနာကိုကောက်တယ်မနောကံကြည့်လိုက်မနောကံကြတော့စေတနာမဟုတ်တော့ဘူးအဘိစာဆိုတာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့စိတ်ကူးကြံစီမှု အဘိသာအဘိဆိုတာရှေရှုသာဆိုတာစိတ်ကိုယ်ရာလောဘနဲ့သူပစ္စည်းကိုမှရချင်တယ်ကြံတွေးမှု စိတ်ထဲကကြံလိုက်တာနဲ့ပဲအဲ့ဒါကံမြောက်သွားတယ်နော်သူများပိုင်တဲ့ပစ္စည်းကိုမပစ္စည်းဖြစ်ရင် ကောင်းမှာပဲလို့သူများပစ္စည်းကိုမှလိုချင်တဲ့လောဘနဲ့တွေးလိုက်တာနဲ့တပြိုင်တည်းကံဖြစ်သွားတယ်စေရနာမဟုတ်ဘူးလောဘကိုကံလို့ခေါ်တယ်အဲ့ကြောင့် မနောကမှာလောဘကိုကံတော့ခေါ်တယ်တခါပြာပါရဆိုတာဒေါသလူတယောက်ကိုယ်နဲ့မတည့်ဘူးကိုယ့်ဘောမှာမကောင်းလုပ်တယ်လို့ယူဆတယ်သို့မဟုတ်ကိုယ်မကြိုက်တာတွေလုပ်တယ်ဆိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ပျက်စီးသွားရင်ကောင်းမှာပဲဒီကောင်းသေးသွားရင်ကောင်းမှာပဲဒီကောင်းဒုက္ခရောက်သွားရင်ကောင်းမှာပဲလို့တွေးလိုက်တာနဲ့တပြိုင်တည်းအဲ့ဒီအတွေးပါဝင်တဲ့ဒေါသဟာကံဖြစ်သွားတယ် ကံဖြစ်သွားတယ်ဆိုရင်ရှင်တဲ့နှလုံးထဲမှာ accumulate ဖြစ်သွားကံဖြစ်တယ်ဆိုတဲ့သဘောတရားဟာတပြင်ကအသီးသီးလိုက်တဲ့အခါမှာအထဲထဲမှာအပင်ပေါက်နိုင်တဲ့စွိုင်းတတိရသွားတဲ့သဘောပဲအစိတ်အကျိုးတစ်ခုထုတ်လုပ်ဖို့ရအတွက်တတိတစ်ခုပါသွားတာဟုတ်ဆုံးအဲ့ဒီဒေါသဟာတမန်မိသားစုကိုတငယ်ချင်းပေါင်းတဲ့ တော့မိဘနဲ့သာသမီဆိုရလို့ဗုဒ္ဓလှုပ်တဲ့အခါမှာမိဘကသာသမီကိုစိတ်ဆိုးတယ်မိဘကိုသာသမီကစိတ်ဆိုးတယ်ညီကောင်မောင်နှမစကားပြောမတတ်လို့စိတ်ဆိုးကြတယ်သို့သောဒီကောင်တည်သွားရင် ပြည့်စည်သွားရင်ကောင်းမှာပဲဆိုတော့မပါဘူးကျိုးယိုးစိတ်ဆိုးတာကြတော့ဒေါသအခုလိုပြည့်စည်သွားဖို့ထီအောင်စဉ်းစားတဲ့ဟာကြတော့ဖြာပါတာလို့ခေါ်တယ်အဲ့ဒါကံဖြစ်သွားတယ်လို့ဆိုလို့ နောက်တစ်ခါအလုံးကိုမထင်ရှားတဲ့ကံတခုကပါတော့ဆိုမိစ္ဆာဒိဋ္ဌိအဲ့ဒါတော့အလုံးကိုသိမ့်မွေးတယ်လောကလူတွေကလွယ်လွယ်ပြောကြတယ်တမလွန်လောကကိုမယုံဘူးနောက်ဘဝကိုမယုံဘူးအတိတ်ဘဝကိုလည်းလက်မခံဘူးအမေအဖေဆိုတာသူ့ဘာသူ့သူတို့ချင်းချင်း ပေါင်းသင်းဆက်ဆံကြတာဖြစ်တယ်။ဘာမှကျေစုတင်စရာမလိုဘူး။လူတွေကသေသွားပြီးရင်နောက်ဘဝဆိုတာမရှိဘူး။နောက်ဘဝဆိုတာမရှိဘူး။ကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုကျိုးမဖြစ်ဘူးဆိုတဲ့။ဘာလုပ်လို့ကောင်းကျိုးချမ်းသာရနိုင်တာဆိုတာမရှိဘူး။တဘဝတစ်ခါပဲသေတယ်ဆိုပြီးအဲ့ဒီအတွေးလေးဝင်လိုက်တာ ਨੇ အဲ့ဒီဘိသဒိဋ္ဌိဆိုရယ်နတ္ထိကဒိဋ္ဌိဟာကံမြောက်သွားတယ် ဲ့ဒါအဲ့ဒီဒိဋ္ဌိရလည်းပဲကမ္မဋ္ဌာမနောကလို့ခေါ်တယ်။ရသော်ဘုရားကအပြစ်တည်တယ်မှာဘိသဒိဋ္ဌိရအပြစ်ကြီးဆုံးလို့ပြောတယ်။ကံဤအကျိုးကိုညှင်းပယ်တဲ့ဒိဋ္ဌိကိုနတ္ထိကဒိဋ္ဌိလို့ခေါ်တယ်။ဒုစရိုက်တဲ့မှာပါတဲ့ဒိဋ္ဌိရအဲ့ဒီဒိဋ္ဌိကိုပြောတာ။ဟိုကမ္မဋ္ဌာန်းဆရာတွေဟောတဲ့တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးနော်။တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူး။ ဒီဒိဋ္ဌိကမနောဒုစရိုက်တဲ့မှာပါတဲ့ဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုညှင်းပယ်တယ်။ကံရဲ့အကျိုးတရားကိုညှင်းပယ်ခြင်းဟာကံကိုညှင်းပယ်ခြင်းပဲဖြစ်တယ်။အဲ့တော့ကံရဲ့အကျိုးကိုညှင်းပယ်လိုက်ခြင်းဖြင့်ကံကိုလည်းညှင်းပယ်တယ်အကြောင်းတရားကိုလည်းညှင်းပယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်။အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီအမြင်လေးဟာကိုယ့်ကိုယ်တော်ဖီလိုဆိုဖီလို့ထင်ကောင်းထင်လိမ့်လွယ်လွယ်လေးနဲ့ကိုယ့်ရင်ထဲမှာ လူမနေနဲ့ဘာကျိုးမှမရဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုကျိုးမရဘူးနောက်ဘဝဆိုတာမရှိပါဘူးတေပြီးပြန်ဖြစ်မှာမဟုတ်ပါဘူးဆိုရင်ဒီအတွေ့အမြင်လေးကိုလက်ခံလိုက်တာ ਨੇ မိစ္ဆာဒိဋ္ဌိဆိုရင်ကံဖြစ်သွားတယ်အဲ့ဒါမနောခံလို့ခေါ်တယ်နော်အဲ့တော့သဘောပေါက်ရမှာကတော့စေရဏဟံဘိခွေကမ္မဝရမိတို့မြတ်စွာဘုရားနိဗ္ဗိထိကတုတ်တံမှာ ဒီတနေ့ရတယ်ပဲဟုတ်တယ်စေရနာသည်ကံမှန်လေအဲ့ဒီတွန်းအားရဲ့ကြောင့်လုံးမိတယ်တွန်းအားရဲ့ကြောင့်ပြောမိတယ်ဆိုတဲ့အရာတွေပါစိတ်ကူးချမ်းစေမိတာကြတော့ခုနဒီသဘာဝတရားတွေအဘိဇာဆိုတာလောဘပြဘာရာဆိုတာဒေါသမိစ္ဆာဒိဋ္ဌိဆိုတာဒိဋ္ဌိအဲ့ဒီအကုသိုလ်စေတသိက်အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေသိလေအဘိဓမ္မာ အာဟုဒုစရတိတောဟုအရဟံကမေနော်ကံမြောက်သွားတယ်ထို့တွေ့တာမကောင်းတဲ့ကံဘက်ကမကောင်းတဲ့ဘက်ကဆိုတော့ကံပဲတစ်မျိုးရှိတော့လို့အခုအကျဉ်းပြောမယ်ဆိုရင်အာဟုဒုကံဟာစေရနာကိုလည်းအာဟုဒုကံလို့ခေါ်တယ်လောဘကိုလည်းအာဟုဒုကံလို့ခေါ်တယ် ဒေါသကိုလည်းအာဟုဒုက္ခလို့ခေါ်တယ်ဒိဋ္ဌိကိုလည်းအာဟုဒုက္ခလို့ခေါ်တယ်ဒါမကောင်းတဲ့ကံဘက်ကဒါရီရကောင်းတဲ့ကံဘက်ကကြည့်လိုက်လို့ရှင်တော့ရှောင်ကျင်မှုနဲ့သွားတယ်သူများတဲ့တချင်မရှောင်တယ်ရှောင်မှုရအတွက်တွန်းအား motivation stimulation ဆိုတော့အဲ့ဒီတွန်းအားနဲ့မဟုတ်တဲ့လူကရှောင်လိုက်တယ်မဟုတ်တဲ့စကားမပြောအောင်ထိမ့်သိမ့်လိုက်တယ်အဲ့ဒါစေတနာ ုသိုလ်စေတနာလို့ခေါ်တယ်။တခါသူတဲ့တိမ်မွေးတဲ့ကုသိုလ်စေတနာတွေကပါတယ်တော့အနာဘိဆာအလောဘအလောဘဆိုတာ generosity ဒီကိုကိုသာကိုသာသုံးမယ်ဆိုတဲ့သူမြတ်ပစ္စည်းကိုလိုချင်တဲ့မတော်လောဘမရှိဘူး။ပေးခြင်းကမ်းခြင်းနဲ့စိတ်ပဲရှိတယ်။သူများပစ္စည်းမတရားယူဖို့စိတ်ထဲမှာမရှိဘူး။ အလောဘအလဘိစာအပြာဝရမေတ္တာအရောဒသမေတ္တာတရဝရီချမ်းသာကြပါစေလို့မေတ္တာပို့တာကအပြာဝရဆိုစေရနာမနောကအပြာဝရဆိုတဲ့အထောသစေတသိက်ကိုပြောတာနော်အပြာဝရဆိုအရောဒစေတသိက်အမုန်းကင်းစင်တဲ့မေတ္တာတရားမေတ္တာဆိုရာဒီအရောဒကိုပဲပြောတာပဲ အဲ့တော့မနောကံထဲမှာလူတယောက်ကိုတရားရေအလုံးချမ်းသာကြပါစေဒီလူအစဉ်ပြေပါစေလောကကြီးမှာတယောက်တယောက်ဒုက္ခပေးနေလို့ရှိရင်ဉာဏ်ညမဉ္ဇတဒုက္ခမေးเสียဘုသူဘုသူမဒုက္ခမပေးပါစေနဲ့ပြိတ်ထဲမှာပါသလိုတပိပတ္တရာနိပတ္တန္တုတရားရေအလုံးဟာအကောင်းနဲ့ကြီးပဲကြုံတွေ့ကြပါစေ မကင်စီပပမကမဘဒုထမအစိုးတရားတွေမကောင်းကျိုးတွေမရောက်ပါစေနဲ့ဆိုအဲ့ဒါအတော်သားမေတ္တာအပြာပါရလို့ခေါ်တယ်အဲ့ဒါလည်းကံဖြစ်သွားတယ်နော်ကံဖြစ်သွားနောက်တစ်ခါသမ္မဒိဋ္ဌိသမ္မဒိဋ္ဌိဆိုတာကြတော့ခုနလိုကိုင်းဤကျိုးကိုညင်းပယ်တာမဟုတ်ဘူးမကန်နဲ့အမြင်တစ်ခုယူစားအေးကောင်းတာလို့ရင်ကောင်းကျိုးရတယ် လူချင်းတန်းချင်းရဲ့အကျိုးကျေးဇူးဆိုတာရှိတယ်။အမေဖေဆိုတာကျေးဇူးတင်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။အမေဖေကသာခွင့်မပြုဘူးဆိုရင်ဘာနဲ့တူတော့ဆိုလူစီလာဖို့ရအမေဖေကအင်မီဂရေးရှင်းပဲလေ။သူ့ဗီဇာထုတ်မပေးရင်လာလို့မရဘူး။ခုခေတ်ဆိုဗီဇာမပေးချင်လို့ကြိုတင်ဟန်တားထားတယ်တောင်းရှိတယ်။ဘတော်တဆက်လက်လွန်လို့ရောက်လာပြန်တော့လေအမိုက်ပုံနဲ့ထည့်ပြတယ်။ ဣမတံလောကတဓာတ်တိတာတော့မိဘရဲ့ခြေဆူးထဲမှာကျွေးတာဆောင်းလျှောက်တာထားလိုက်အောင်အဲ့ဒီခြေဆူးကကိုပြန်ကျွေးလို့ရသေးတယ်ပြန်ဆောင်းလျှောက်လို့ရကိုကိုလူလောကကိုလာခွင့်ပေးလိုက်တဲ့ခြေဆူးကဘယ်လိုဆက်ဆက်လို့ရပါမလားကိုကနောက်မှလာတာလေအမေဖေကကိုကိုလာခွင့်မပြုဘူးဆိုရင်လူလောကရောက်ပါမလားမရောက်နိုင်ဘူးဘိုးချရွှေကိုဖြစ်မှသာရောက်ကောင်းရောက်မှာ အမေဖေက immigration ပဲသူလက်ခံမှာဖြစ်တယ်အဲ့ဒီလက်ခံတဲ့ခြေစူးကိုမြတ်စွာဘုရားကဣမတ္တလောကတ္တထတိတာရောဆိုမိဘရဲ့ခြေစူးကိုသုံးခွန်းနဲ့မြတ်စွာဘုရားဆုံးအောင်ပြောလိုက်တယ်တခုကအပါဒကာကိုယ်ဝန်ကလေးကအမေကဆောင်းလျှောက်လာခဲ့တာမွေးလာတယ်လည်းဆောင်းလျှောက်ပေါ်တက်ကား မွေးဖွားလာတဲ့နောက်မှာဆောင်းလျှောက်ရုံနဲ့မကဘူးကျွေးမွေးတယ်။နှစ်ခုဆောင်းလျှောက်ခြင်းကျွေးမွေးခြင်းနောက်ဆုံးတစ်ခုကတော့ဘာလို့အိမတ်တလောကတာထပ်သေးတာတော့ဒီလောကကြီးကိုပြတယ်ဒါဒီခြေဆုကတော့ဆက်လို့မကုန်တဲ့ခြေဆုပဲမိဘခြေဆုကောမဆက်နိုင်ဘူးဆိုတာအဲ့ဒါကိုပြောတာဘာလို့လို့ဆိုရင်ကိုကနောက်မှရောက်တာဆိုတော့မိဘကိုကိုကလူလောကလာဖို့ဆိုတာဘယ်လိုလုပ်တုံ့ဆန်သူကရင်ရောက်တာလေ အေးဒါကြောင့်မို့ဒီမိဘရဲ့ခြေကျုပ်စီရှိတယ်လို့လက်ခံရင်းသိပြန်တယ်သူကတမဋိဋ္ဌိဖြစ်သွားတယ်အဲ့ဒါမနောကဖြစ်သွားတယ်တဏ္ဍလောကဆိုတာရှိတယ်လူတွေဟာတည်သွားပြီးရင်နောက်ဘဝဆိုရောက်လာအောင်ပဲဆိုတဲ့ကံတရားရဲ့အကျိုးလက်ခံတာဒီမှန်သမျှသမဋိဋ္ဌိလို့ခေါ်တယ် အဲ့ဒါကြတော့ပညာလို့ခေါ်တယ်။မိစ္ဆာဒိဋ္ဌိကဒိဋ္ဌိစေရသိ။တမ္မာဒိဋ္ဌိကြတော့ပညာ။ right understanding ပင်္ဂန်နဲ့နားလည်မှု။နော်။ပင်္ဂန်နဲ့နားလည်မှု။အဲ့တော့အဲ့ဒီဒီမှာကအလောဘရဲ့အရောဒဆိုတဲ့မေတ္တာရဲ့အမဒိဋ္ဌိဆိုတဲ့ပညာရဲ့ဒီသုံးခုကံပဲ။ စေရဏတည်းမဟုတ်ဘူးเนาะကုသကံထဲမှာဒီသုံးခုပါလာအဲ့တော့ကံဆိုတာဟာဒီတရားတွေကိုပြောတာပဲအလုတ်တစ်ခုဖြစ်အောင်တွန်းအားပေးတယ်တွန်းအားပေးလိုက်တာဟာသူကအနာဂျီတွေစုသွားအောင်သူကစုဆောင်လိုက်တာဒါမို့အာယုဟနရတ္တလို့ခေါ်တယ်သူတို့ကံတရားတွေဟာအောင်စုပေးလိုက်ခြင်း ဆုလိုက်တဲ့အခါမှာစွမ်းအားပြေလာဒီကံတရားတွေကဆုလိုက်သည့်အတွက်ကြောင့်ဆိုပါစို့တစ်ပင်တပင်ရဲ့အနှစ်ဟာဘယ်မှာသွားဆုသလဲဆိုနောက်ထပ်အပင်တပင်ကိုဖြစ်စေနိုင်တဲ့စွမ်းရည်တတ္တိဟာဘယ်မှာသွားဆုကနေခေတ်တော့ဂိုင်းကူတွေဂိုင်းကူတာတွေပါနေရှိတယ်ပေါ့နော်အဲ့အရေးထားတဘာဝအပြင်ဘယ်နေရာမှာသွားဆုတယ်လို့ဆိုလို့ရှိရင်မျိုးစိမှာသွားဆုအသီးမှာသွားဆုတယ် သိပါသွားစုအဲ့ဒီအသီးတဲ့ကအစိတ်လေးထဲမှာသွားပြီးတော့နောက်ထပ်မပြီးမျိုးဖြစ်ဘူးအဲ့ဒါလိုပဲလူရဲ့စိတ်အစဉ်ထဲမှာဒီစေရနာတို့လောဘဒေါသမစ်ဒိဋ္ဌိအလောဘအရောဒသမပညာလို့ဆိုရဲဒီတရားတွေပေါ့အနှစ်တရားစုသွားလို့ဘဝတစ်ခုချုပ်ပေးမယ်ဆိုလို့ရှင်တရားတွေကချုပ်ပေးနိုင်လား အဲ့တော့ကံတရားဆိုဒီမှာကောင်းတဲ့ကုသိုလ်ကံရှိတယ်မကောင်းတဲ့အကုသိုလ်ကံရှိတယ်ကုသိုလ်ကံအကုသိုလ်ကံရှိရသော်ဘုရားကဘုရားတို့တွေနေစဉ်ပါရီလုံးနေကြတော့ကိုယ့်ကိုစဉ်းစားကြည့်လိုက်နေစဉ်လုံးနေတဲ့အလုပ်တွေကိုကြည့်လိုက်မယ်ဆိုရင်ဥဘောပုံဉ္စပပင်းစယမင်စောကုရုတေဣထာလူဘဝလူဖြစ်လာတဲ့အခါမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ် ောင်းတဲ့လှုပ်တယ်လည်းလှုပ်တယ်မကောင်းတဲ့လှုပ်အကောင်းကြီးလည်းပဲဖြစ်ဘူးမကောင်းတာကြီးလည်းပဲဖြစ်ဘူးအကောင်းလည်းလှုပ်တယ်မကောင်းလည်းလှုပ်တယ်အဲ့ဒီကောင်းမကောင်းဆိုတဲ့အရာတွေဟာကိုလုံးလိုက်တဲ့အရာတွေဟာခဏရှိကတွန်းအားတွေကိုရွှေပြီးတော့ကံလို့ခေါ်လိုက်တယ်အဲ့ဒီကံဒီတင်ညိတတတကံဟောတိတင်စအာရယာခစ္စတိကိုယ့်ရင်ထဲမှာဖြစ်သည့်အတွက်ကြောင့် ကိုသာလင်ကိုနဲ့သာသက်ဆိုင်သွားတယ်ကိုထဲမှာသာဖြစ်လို့ကိုပဲသက်ဆိုင်သူများနဲ့မဆိုင်သူများနဲ့မဆိုင်ရုံနဲ့မကဘူးဒီဘဝလှုပ်ထားတဲ့အရာတွေဟာခန္ဓာရှိနေသမျှကလပ်ပလုံဒီကံတရားတွေကကိုနဲ့အတူပါနေမှာပဲဖြစ်တယ်မကောင်းတဲ့ကံဆိုလို့ရှိရင်ဒုက္ခပေးဖို့ကောင်းတဲ့ကံကအကူအညီပေးဖို့ဆိုပြီးတော့ လူတွေမှာကောင်းတဲ့ကံမကောင်းတဲ့ကံဒီနှစ်ခုနဲ့သွားနေမှာပဲအထောဆက်မကောင်းတဲ့ကံကဒုက္ခပေးတယ်ကောင်းတဲ့ကုသိုလ်ကံတွေကြတော့ချမ်းသာဒုက္ခပေးတယ်တော့လောကလူတွေကကံဆိုတာအလုတ်ပါအလုတ်ကောင်းရင်ကံကောင်းပါတယ်နဲ့လွယ်လွယ်ပြောကြတယ်နော်လွယ်လွယ်ပြောကြတယ်သူတို့ပြောတဲ့ရည်ရွယ်ချက်ကတော့ခொနာကတာမန်ជីវတ်ထုတ်တဲ့အလုတ်တွေကိုပြောတာဖြစ်ကောင်းဖြစ်လေနော်တကယ်ကတော့လောကမှာ ဒီလူတွေမှာနေစင်တဲ့အကံတရားတွေကဖြစ်နေတာကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေလူရင်ထဲနှလုံးထဲမှာဖြစ်နေဖြစ်နေတဲ့အရာဟာကိုယ့်ရင်ထဲမှာကိန်းသွားပြီသူကရောက်ရှိနေ accumulation ဆိုစုမိစောင်းမိဖြစ်သွားစုမိစောင်းမိဖြစ်သွားအဲ့ဒါတွေကတင်ညိတတတကံဟောဒီကောင်းမကောင်းတွေဟာကိုကိုယ်ပိုင်ဥစ္စာကိုနဲ့သား သက်ဆိုင်တော့တယ်တပိတ္တတကမ္မတကဆိုအဲ့ဒါပြောတာကံသာလင်ကိုပိုင်ဥစ္စာကိုလုတ်တာကိုနဲ့သာသက်ဆိုင် responsibility ကိုဆိုလို့တယ်နော်ကိုယ့်ရင်ထဲမှာဖြစ်တာကိုနဲ့မဆိုင်လို့ဘယ်သူနဲ့သွားဆိုင်ပါတော့နော်ကိုယ့်ရင်ထဲမှာဖြစ်တာကိုယ့်ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂါကိုယ်ပဲခံရနော်ကိုယ်ပဲခံအဲ့ဒါလိုပဲဒီကိုစားလိုက်တဲ့အစာရဲ့အကောင်အဆိုးကလည်းပဲကိုယ်ပဲခံရ အဲ့တော့လည်းပဲကိုယ့်ရင်ထဲမှာဖြစ်လိုက်တဲ့ကောင်းဆိုးကံဟာကိုယ်နဲ့သာသက်ဆိုင်တယ်အဲ့ဒါကိုကမ္မသကတာကံနာလင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ပြောတာအဲ့ဒါကိုပြောတာ responsible ဖြစ်တာပြောတာဟုတ်ပြီ responsible ဖြစ်သွားရင်ဒီဘွားတယ်လားလို့ဆိုမဟုတ်တင်စအာဒါယခစ္စတိဒါကြီးကပါသွားမှာပဲဘယ်လိုလုပ်ပါလာတော့ကံတရားတွေကဘယ်မှာဂိမ့်နေတာလဲနှလုံးထဲမှာဂိမ့်သလား ั่นเนี่ยมาเกี่ยงนั่นลงคงยัดตัวลยกศิษนั่งลงสุดลตีตัวเองมีชูเรทป้าตัวมาน้องว่าเป็นลุลไลเอลโมยองนอเทองนาสุดลเลยจำเสียตัวนัละสิทธิ์เลยเอ้ยมาพี่เองดีว่าเรื่องมม่ตัวเองเอรอกันเดียบไปตัวนี้องนามกองนอบูตีลุกศิษย์เลยมีชูเปลี่ยนเลยที่องนาก็มาเดียจำสิบอย่างเอรอกันหาเป็มาดีสิเป็มา remain ဖြစ်နေတယ်လေဘယ်မှာတည်ရှိတယ်လဲလို့ပြောမစို့စိတ်အစင်မှာရှိတယ်စိတ်အစင်ဆိုတာဘယ်တော့မှပြတ်တော့မသွားဘူးစိတ်အစင်ဟာတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဆက်တယ် mental processor တန်တရာဘုကတန်တရာဘဝမှာစတဲ့အချိန်ကစပြီးနိဗ္ဗာန်ရသည့်အထိအောင် mental process ကပြတ်သွားတာနှစ်နေရာပဲရှိတယ်ဒါတော့ခိတ္တပြတ်တယ် ဘယ်နေရာတော့ဆိုလို့ရှင်ဆန်ဆွမ်းအားနဲ့တမာရီဆွမ်းအားနဲ့စိတ်ကိုယုံမုံးပြီးတော့တရားအထုတ်လို့အောင်မြင်သွားလို့ရှင်အတ္တညတ္တဘုံဆိုတဲ့စိတ်မဲ့တဲ့ဘဝမျိုးရောက်သွားတာကဘာ900ဒါလည်းပဲ boss လုပ်တယ်လို့ပဲပြောရမယ်ခိတ္တ boss လုပ်လိုက်တာ stop လုပ်တာမဟုတ်ဘူး boss လုပ်လိုက်တာချိန်တိုင်းပြန်ပေါ်လာမှာသူကအပြည့်သက်မဟုတ်ဘူးနောက်တစ်ခါ ဏ္ဍသမဘာဆိုတာကြာဟုတ်ရလိမ့်မယ်ဏ္ဍသမဘာဝင်စားလို့ရှိရင်စိတ်စေတသိက်စေတသယုံအလုံးချုပ်သွားတယ်တမာတိဆောင်အားနဲ့ဒါလဲပော့စ်လုပ်လိုက်တာပဲခိတ္တခဏအကြောင်းတရားတွေကိုဖယ်ရှားပြလိုက်တဲ့အတွက်ကြောင့်စိတ်ဆိုတာလဲသူဟာသူဖြစ်တာမဟုတ်ဘူးအကြောင်းတရားကိုမိဖြစ်တယ်အဲ့ဒီအကြောင်းတရားတွေကိုခိတ္တပော့စ်လုပ်လိုက်လို့ရှိရင် စိတ်ဟာလဲရက်သွားတယ် အဲ့ဒီနှစ်နေရာလွဲရင်မင်းတဲ့ process ကပြောင်းသွားဒါဖြင့်ခုနလို post လုပ်လိုက်လို့ရှိရင်ကံတရားတွေရောပျောက်ွယ်သွားလားဆိုမကွယ်ဘူးရှင်းနဲ့နောင်နဲ့ဟာအနန္တရပစ္စည်းရောပဲသူကနိရောဓသမဘာဝင်စားလို့ခုနှစ်ရက်ကြာတဲ့ဆုံးတော့အနန္တရပစ္စည်းရောပဲသူကဒီကြားထဲမှာတခြားဟာမခြားခြင်းဒီပင်နဲ့သူ့ရဲ့ process ရှိနေတယ်ဆိုတော့ပြတယ် ရလိုက်တဲ့အဆုံးနဲ့နောက်ထပ်ပြန်စားခြင်းအစတို့ရှားမှာအကြောင်းအခွင့်မရှိဘူးအဲ့ဒါကိုပထမပစ္စည်းထဲမှာအနန္တရပစ္စည်းရောလို့ပြောတယ်ဟုတ်တခါအတဉ္ဇဘုံရောက်သွားပြန်တော့လည်းပဲထို့တူပဲအနန္တရပစ္စည်းရောပဲစိတ်အစင်ညာသုတိစိတ်နဲ့ပရိသေရိစိတ်ပရိသေရိစိတ်ဟိုကရုပ်စင်သူတမရိစွာအကုန်လုံးတင်ညာစတင်ဖြစ်ပေါ်လိုက်တဲ့အချိန်လေးမှာ ြန်လေးနိုးထလာဗျာခਿੱတဘော့စ်လို့အဲ့တော့ mental process ဆိုရယ်စိတ်ဖြစ်စဉ်ကြီးဟာတန်တရားထဲမှာရပ်ဆိုင်သွားတယ်လို့မရှိဘူးအပြည့်ပိုင်ရပ်သွားတယ်လို့မရှိဘူးဒါကြောင့်မို့စိတ်တတန်တတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ထဲမှာကံတရားဟာတတိအနေနဲ့ရှိနေတယ်လို့သူပြောတာနော်တတိအနေနဲ့အဲ့တော့အုံနောက်မှာဂိမ်းတာလည်းမဟုတ်ဘူးနှလုံးသားမှာဂိမ်းတာလည်းမဟုတ်ဘူး ခန္ဓာကိုယ်တဏှာမှာဂိမ့်နေတာလည်းမဟုတ်ဘူးစိတ်အစင်မှာရှိတယ်လို့ဒီလိုပဲမှတ်သားပါတယ်ဟုတ်ပြီကောင်းလဲကောင်းတာလုပ်လဲကံဖြစ်တယ်မကောင်းတာလုပ်လဲကံဖြစ်တယ်အဲ့ဒီကံတွေဟာလုံးတည်းများကိုယ်နဲ့သာသက်ဆိုင်တယ်ဒီကိုယ်နဲ့သက်ဆိုင်တဲ့ကံတရားတွေဟာဖြစ်လျက်ဘဝမှာကိုယ်နဲ့အတူပါနေတယ်ပါတယ်ဆိုတာဟာဒီပုံရိပ်တရံကြီးနဲ့ပါနေတာမဟုတ်ဘူးစွန့်ရည်တတိအနေနဲ့ပါနေတာသူစွန့်ရည်တတိအနေနဲ့ပါ အကြောင်းအကျိုးညင်ညင်လို့ရှိရင်အကျိုးပေးမှသိချတယ်ပေါ့ဒါလို့ဆိုလိုတယ်ပေါ့အဲ့တော့မြတ်စွာဘုရားကအေးကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်ကြတယ်လူလောကလူတွေဟာကောင်းဆိုးနှမျိုးလုပ်ကြတယ်ဒါတွေဟာကိုယ်တည်းသာသက်ဆိုင်တယ်ဆို